မြန်မာအိန္ဒိယနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့စကိုင်းတိုင်းတမူးမြို့နယ်မှာအိန္ဒိယနိုင်ငံအာဏာပိုင်တွေကတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၀ဦးကိုဖမ်းဆီးတပ်ဖြတ်မှုအမှုမှန်ပေါ်ပေါက်အောင်ဖြေရှင်းပေးဖို့ဒေသခံတွေကတောင်းဆိုနေကြတယ်လို့သတင်းမြစ်တွေက MPP ကိုပြောပါတယ်။ပြီးခဲ့တဲ့မေလ23ရက်ညနေပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကမြန်မာပိုင်နယ်ထက်ကတမူးခရိုင်ပကပအဖွဲ့ဝင်တွေတည်ရှိရာနေရာကိုအင်အားသုံးဝင်ရောက်စီးနှင်းပြီးအဲ့ဒီတော်လန်ရေးဘော်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့တမူးဒေသခံတော်လန်အင်အားစုတွေကပြောပါတယ်။ အဲ့ဒီလိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်မှာတော့၃ရက်အကြာမေလ16ရက်မနက်ပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကတနတ်တန်ရမျက်နှာနဲ့ခနာကိုရီပေါ်မှာရိုက်နှက်နှံပန်းထားတဲ့ဒဏ်ရာတွေနဲ့တည်ဆုံးနေတဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးခဲ့တာပါ။အိန္ဒိယအာဏာပိုင်တွေကမြန်မာပိုင်နဲ့အတွင်ဝင်ရောက်ပြီးတော်လိုင်းရဲဘော်တွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာဟာအင်အားကြီးနိုင်ငံတကာနိုင်ငံရဲ့ကျူးကျော်နှဲချက်မှုတစ်ခုဖြစ်တယ်လို့တမိုးမြို့နယ်တော်လိုင်းရဲဘော်တို့ကပြောပါတယ်။ ဲ့ဒီတက်ဖြတ်မှုဟာနေဆက်ချန်စီယိုခတ်နေတဲ့ကိစ္စနဲ့လည်းသက်ဆိုင်ပြီးအာနာသိန်းစိုးစုရဲ့ပူပေါင်းဆောင်ရွက်မှုတွေလည်းပါဝင်တယ်လို့တော်လိုင်းအင်အားစုတွေကသုံးသပ်ပါတယ်။အိန္ဒိယအာနာပိုင်းတွေကတော့မေလ14ရက်မှာအိန္ဒိယတပ်မတော်အရှေ့ပိုင်းစစ်ဌာနချုပ်အာတန်ပြည်နယ်အာတန်ရိုင်းဘက်တပ်ဖွဲ့ကဦးဆောင်ပြီးအိန္ဒိယမြန်မာနယ်စပ်ဆန်နယ်ခရိုင်ခင်ကျွိုင်းမြို့နယ်မြူးစံတဲ့ကျေးရွာအနီးမှာစစ်စင်ရေးပြုလုပ်ရမှာလက်နက်ကင်တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဆယ်ဦးကိုတုတ်တင် ရှင်းလင်းကလက်နက်ခုနှစ်လက်တင်းစီရရှိခဲ့တယ်လို့ Eastern Command အိန္ဒိယအာမေကမေလ15ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ဒီလိုအိန္ဒိယနိုင်ငံကတိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ပြောဆိုမှုဟာလေညာမှုတစ်ခုသာဖြစ်တယ်လို့တမှုခရိုင်တော်လိုင်းအင်အားစုတွေကပြောပါတယ်။လက်ရှိအချိန်မှာတော့အိန္ဒိယစစ်တပ်တွေကအိန္ဒိယမြန်မာနယ်စပ်နီးမှာလုံခြုံရေးတိုးမြှင့်ထားပြီးအင်အားတိုးချဲ့ချထားတယ်လို့ဒေသခံတွေကပြောပါတယ်။ တမူးမျိုးနယ်အတွင်းမှာတော့အိန္ဒိယတပ်တွေကချင်းမြင်နယ်ကနေအိန္ဒိယနိုင်ငံအတွင်းထွက်ပြေးတဲ့အာနာသိန်းစိုးစုတသားတွေကိုတမူးမျိုးနယ်နယ်စပ်ကကပြန်လည်ပို့ဆောင်မှုတွေလှုပ်ဆောင်ခဲ့သလိုတော်လိုင်းအင်အားစုတွေကိုပြစ်ခတ်ရှင်းလင်းတာကတော့ဒါဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်